ရှမ်းပြည်နယ်အဆက်ကမိုးပြဲဆင်မြောက်နဲ့ဘလူးချောင်းမှာမေလအတွင်ငါးရီအစုလိုက်အပြုံလိုက်တေဆုံးတာတွေရှိနေလို့ဒေသခံတွေကပြောပါတယ်။မေလတရက်လောက်ကစပြီးငါးရီမသေးဆုံးသေးပဲရေပေါ်ဘောလုံးပေါ်တာမူးဝေတာတွေကိုဒေသခံတွေကဆယ်ယူစားသုံးတာတွေရှိနေပြီးပြန်လည်ရောင်းချတာတွေလည်းရှိနေလို့ဆိုပါတယ်။လေယာလုတ်တဲ့စစ်ဆောင်တချို့ကငါးကိုဆယ်ယူစားတော့ကြပြီးအခုရပိုင်းအတွင်းမှာငါးတွေပိုသေးတာများလာတယ်လို့ဒေသခံတယောက်ကပြောပါရယ် ဒေသခံတွေနဲ့စစ်ဆောင်တချို့ကတော့ငားတွေတည်ဆုံးရတာဟာစစ်ကောင်စီတပ်ရဲ့အစိမ့်ွေပါတဲ့ဘုံသီးကရေထဲကြောက်ပောက်ကွဲတာကြောင့်လို့ပြောဆိုတာတွေရှိနေပါတယ်။ဘလူးချောင်းကရေစည်းတန်တဲ့အတွက်ငားတွေတည်ဆုံးတာအတွေ့နေပြီးဘလူးချောင်းနဲ့ကက်လျက်မှာရှိတဲ့ဆယ်မြောင်းမှာတည်ဆုံးတာပိုများတယ်လို့စစ်ဆောင်တယောက်ကပြောပါတယ်။ငါးရီတည်ဆုံးမှုများပြားတဲ့အတွက်ဆယ်မြောင်းရီကိုအမိပြုပြီးလောက်ကင်စားတောက်နေတဲ့ပြည်သူတွေအနေနဲ့သတိထားဖို့လိုအပ်တယ်လို့ငါးရောင်းငါးဝယ်ပြုလုပ်နေသူတွေအနေနဲ့သတိထားဖို့လိုအပ်တယ်လို့ဆိုပါရရှင်။ ရခိုင်ဝိုင်းနိုင်ငံရေးသမားတယောက်ဖြစ်တဲ့ဦးဦးလာစောဟာမေလ9ရက်ည7:00နာရီလောက်ကနှာခေါင်းကင်ဆာနဲ့ကွယ်လွန်သွားခဲ့တယ်လို့သူနဲ့နှီးဆက်သူတွေစီကနေသိရပါဗျ။ဦးဦးလာစောဟာကွယ်လွန်ချိန်မှာအသက်82နှစ်ရှိပြီဖြစ်ပြီးနှာခေါင်းကင်ဆာနဲ့ဆေးကုသမှုခံယူနေချိန်မှာသေဆုံးသွားခဲ့တာလို့ဦးဦးလာစောရဲ့တပည့်တယောက်ကပြောပါဗျ။ဦးဦးလာစောဟာမြောက်ဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်2015ခုနှစ်ရွေးကောက်ပွဲမှာရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်တယ်လို့မြန်မာနိုင်ငံမှာထင်ရှားတဲ့တိုင်းရင်းသားနိုင်ငံရေးသမားတယောက်လည်းဖြစ်ပါဗျ။ ။ဦးဦးလာစောဟာ2010ပြည့်နှစ်ရခိုင်တိုင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP မှအတွင်းမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး RNDP နဲ့ ALD ပါတီတို့ကို2013ခုနှစ်မှာရခိုင်မျိုးသားပါတီ ANP ပါတီအဖြစ်ပြောင်းလဲဖွဲ့စည်းရမှာဦးဆောင်ပါဝင်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။ အဲ့နောက် ANP ပါတီမှာဘို့အလုံးမှုဆောင်ကော်မတီဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး2021ဆရာနာသိန်းချိန်မှာရခိုင်မျိုးသားအဖွဲ့ချုပ် ULA ရဲ့ဘို့နိုင်ငံရေးဌာနမှာနိုင်ငံရေးမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဦးလာစောဟာလူငယ်ဘဝတုန်းကចောင်းသားလှုပ်ရှားမှုနိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်လှုပ်ရှားခဲ့တာကြောင့်1985ခုနှစ်မှာထောင်နှံ9နှစ်1988ခုနှစ်အရေးတော်ဝန်ကာလမှာထောင်နှံ14နှစ်စစ်အစိုးရရဲ့ထောင်နှံ6မှတ်ခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ဦးလှစောဟာမောင်ခိုင်အောင်မောင်ခိုင်အောင်စစ်တွေကလောင်နမရီနဲ့လဲကြပြရီအဆေးတွေတချင်းတွေကိုလည်းရေးသားခဲ့သူဖြစ်ပါရဲ့ရှင်တိုက်ပွဲဖြစ်ပွားနေတဲ့ AR တိုင်းလင်းမျက်နာမြို့နယ်မှာစံကျန်းတပီကျက်8500အထိထပ်မံဈေးထိုးတက်လာမှုကြောင့်အရက်သားတွေအခက်အခဲဖြစ်နေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။လင်းမျက်နာမြို့နယ်ကတိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေမှာ ဧပြီလတတိယပတ်ကစတင်ပြီးလက်ရှိမေလပထမပတ်အထိစံကျန်းတပြည်ကျပ်8500အထိဈေးထိုးတက်လာပြီးတော့တိုက်ပွဲတွေမဖြစ်ခင်မတ်လအတွင်းကစံကျန်းတပြည်ကျပ်3000အထိသာဈေးရှိခဲ့တယ်လို့သိရပါဗျ။လင်းမြနာမြို့နယ်တဲကပန်းတော်ကြီးကြီးရွာနဲ့ပဝင်းကျင်ကြီးရွာတွေမှာစစ်ကောင်စီတပ်နဲ့အရခတတော် AA ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဧပြီလပထမပတ်လောက်ကစပြီးတော့တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်အခုလိုစံစည်းထိုးတက်လာတာလို့ဆိုပါတယ် တိုက်ပွဲဖြစ်နေတဲ့လေးမျက်နှာမြို့နယ်မှာစစ်ကောင်စီတပ်ဘက်ကကုံစီတဲခွင့်ကန့်သက်ပိတ်ပင်လာလို့ဆန်ရှားပါအခက်အခဲဖြစ်နေပေမဲ့ AR တိုင်းနယ်ကအခြားဒေသတွေမှာစံတပီကျက်3000ကနေ3500အထိသာဈေးရှိပြီးစပားဈေးလည်းကျဆင်းနေတယ်လို့ဆိုပါတယ်ရှင်ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ municipal ယုံနီမှာ မေလ6ရက်ဒီနေ့မနက်ပိုင်းတော့ကထိုင်းမျိုးသားတယောက်ကတနက်နဲ့ရန်ကားပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးအဲ့ဒီတနက်သမားကိုထိုင်းစစ်တပ်နဲ့ရဲဘူးအောင်အဖွဲ့တွေကလက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။အသက်43နှစ်အရွယ်နိုင်အမှုဖမ်းယိုးဖောဝီစုအမိရတဲ့အဲ့ဒီတနက်သမားဟာမဲလမတ်မျိုးကဖြစ်ပြီးပစ်ကတ်ထရက်ကားတစ်စီးကိုမောင်းနှင်လာပြီးတော့ကိုမမရိုင်ဖယ်တနက်တလက်နဲ့မနက်6နာရီကြော်ကြော်လောက်မှာရန်ကားပြစ်ခတ်ခဲ့တာလို့သိရပါတယ်။ မျက်မြင်သက်သေတွေရဲ့အဆိုအရအချိန်တော်တော်ကြာကြာတနက်ပစ်ခတ်ခဲ့တာကိုတွေ့ရပြီးတနက်တန်ခုနှစ်ချက်ထက်မနည်းကြားရတယ်လို့ဆိုပါတယ်။သူဟာစိတ်ကျမ်းမာရင်မကောင်းသူတစ်ယောက်ဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြကြပြီးပစ်ခတ်မှုပြုလုပ်ပြတဲ့နောက်အနီးက share တက်စီဆိုင်အနီးသားတဝိုက်မှာပုန်းခုန်နေတာကြောင့်စစ်တပ်နဲ့ရဲဘူအောင်တပ်ဖွဲ့တွေကလမ်းကြောင်းပိတ်ဆို့ပြီးတော့ပစ်ခတ်ဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။လက်ရှိမှာတော့ဒဏ်ရာရတဲ့အဲ့ဒီတနက်သမားကိုဆေးရုံကိုပို့ဆောင်ထားပြီးဒီပြစ်ခတ်မှုမှာပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိသူတယောက်မှမရှိခဲ့ဘူးလို့ကနဦးသိရပါဗျ နောက်ပိုင်းမှာတော့တာဝန်ရှိသူတွေကပြစ်မှုကျူးလွန်သူအမျိုးသားကိုမဲမဲဆောက်ရဲစခန်းမှာအများပြည်သူပိုင်နေရာတွေမှာလက်နက်ကင်ဆောင်ပစ်ခတ်မှုနဲ့ပတ်သက်ပြီးတော့စွဲချက်တင်ခံရပွဲရှိနိုင်တယ်လို့ဆိုပါတယ်ရှင်။ယာယီပြစ်ခတ်ရစဲထုတ်ပြန်ပြီးတဲ့နောက်နိုင်ငံတော်အတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတဲ့အာနာသိန်းစစ်ကောင်စီဟာအပြစ်အသက်တမ်းထက်တိုးကြောင်းဒီနေ့မေလ6ရက်နေ့မှာထပ်ပြီးတော့ထုတ်ပြန်လာပါတယ်။ အခုတစ်ချိန်ယာယီအပြည့်ရက်တက်တန်းကာလကိုတော့မေလ6ရက်ကနေ31ရက်အထိထပ်တိုးတယ်လို့ထုတ်ပြန်ထားတာပါငလင်တန်ကြောင့်ထိခိုက်ခံစားနေရတဲ့တနိုင်ငံလုံးရှိပြည်သူလူထုကိုစာနာနားလည်ထောက်ထားသောအားဖြင့်လို့ဆိုပြီး2025ခုနှစ်ဧပြီလ2ရက်ကနေ22ရက်အထိကာလကိုယာယီပြစ်ခတ်တိုက်ခိုက်မှုရစဲကာလအဖြစ်စစ်ကောင်စီဘက်ကစတင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ဒါပေမဲ့သခိုင်းငလင်ကြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်ကနေမေလ9ရက်နေ့အထိစစ်ကောင်စီဟာနိုင်ငံတော်မှာလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုအကြိမ်ရေ485ကြိမ်ပြုလုပ်ခဲ့တယ်လို့ DVB ကစုစည်းထားတဲ့အချက်လက်တွေအရသိရပါဗျ။အဲ့ဒီပမာဏတွေကအကြိမ်360ကျော်ဟာစစ်ကောင်စီကိုယ်တိုင်အပြည့်အကြောင်းကြီးညာထားတဲ့ကာလအတွင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ DVB ရဲ့အချက်လက်တွေအရအဲ့ဒီကာလအတွင်းစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင် 333ဦးထက်မနည်းသေဆုံးခဲ့ရပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။ Power Run ထောက်ခံထားရတဲ့မြန်မာစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာရုရှားနိုင်ငံကိုချစ်ကြည်ရေးခီးစဉ်အဖြစ်ခုရက်ထဲမှာပဲထပ်မံတွားရောက်ဖို့ရှိတယ်လို့စစ်ကောင်စီလက်အောက်ခံမီဒီယာတွေကမေလ9ရက်နေ့ကထုတ်ပြန်ထားပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်နဲ့မော်စကိုမြို့မှာကျင်းပမဲ့1941-1945 မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထိမ်းအမှတ်အခမ်းအနားကိုတက်ရောက်မှာဖြစ်တယ်လို့ဆိုပါရယ်ဒီခီးစင်မှာနိုင်ငံစည်းပွားရေးလုံခြုံရေးဆိုင်ရာတွေကိုဆွေးနွေးမှာဖြစ်တယ်လို့လည်းထုတ်ပြန်ထားတာပါအာဏာသိမ်းစစ်ကောင်ဆောင်ဟာရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုတွေအပါအဝင်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီးအာဂျင်တီးနားတရားရုံးကဖမ်းဝရမ်းထုတ်တာခံထားရတယ်လို့အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး ICC ရဲ့တရားလိုရှင်းလင်းချုပ်ကလည်းဖမ်းဝရမ်းထုတ်ဖို့တောင်းဆိုထားတာဖြစ်ပါတယ် ဒီခီးစဉ်ဟာဖမ်းရန်ထုတ်ခံထားပြီးနောက်ပိုင်းရုရှားနိုင်ငံကိုတွားရောက်တဲ့စစ်ကောင်းဆောင်ရဲ့ဒုတိယမြောက်ခီးစဉ်လည်းဖြစ်ပါတယ်။စစ်ကောင်းဆောင်အခုတွားရောက်မဲ့ရုရှားနိုင်ငံရဲ့မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထိမ်းအမှတ်အခမ်းအနားအတွက်မေလ10ရက်ကနေ10ရက်နေ့အထိအပြည့်ခတ်ရက်ဆဲဖို့သမ္မတဗလာဒီမာပူတင်ရဲ့အဆိုပြုချက်ကိုလက်မခံသလိုရောက်လာမဲ့အဲ့ဒီနေ့ရုရှားမှာဖြစ်လာမဲ့အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီးတာဝန်ယူမှာမဟုတ်ဘူးလို့လည်းယူကရိန်းသမ္မတဇယ်လန်စကီကပြောဆိုထားပါတယ်ရှင်။ တနင်္သာရီတိုင်းပလောမြို့နယ်နဲ့ဒဝဲမြို့နယ်ကိုဖျက်ထားတဲ့ပလောဒဝဲလမ်းပိုင်းကိုပြန်လည်အသုံးပြုနိုင်ပြီလို့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာလေးအထူးတပ်ဖွဲ့ကော်တူးလေကမေလ6ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်တိုက်ပွဲကြောင့်ပလောဒဝဲဆက်သွယ်ထားတဲ့ရေလန်းကုန်းလန်းတွေကိုကာကွယ်တပ်ဖွဲ့တွေကပိတ်ပင်ထားခဲ့တာပါလက်ရှိမှာတော့တိုက်ပွဲအခြေအနေငြိမ်သက်သွားငြိမ်သက်သွားပြီဖြစ်တဲ့အတွက်ကုန်းလန်းခီးရေလန်းခီးသွာလာမှုတွေကိုပြန်လည်လှုပ်ဆောင်နိုင်ပြီလို့ KNL ရဲ့ထုတ်ပြန်ချက်မှာပါရှိပါရတယ် ပြီးခဲ့တဲ့ဧပြီလကတည်းကပလောထဝယ်လမ်းမကြီးတလျှောက်မှာစစ်ကောင်စီနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါရှင်။ကြဖြန့် online ငွေလိမ်ခိုင်းတွင်လည်းဆက်ဆက်ပတ်သက်နေတဲ့ကရင်ပြည်နယ်နယ်ခြားဆောင်တပ် BGF KNA ခေါင်းဆောင်ဘူမူကြီးစောချစ်သူနဲ့တားနှစ်ယောက်ဖြစ်တဲ့စောထူးအမှုနဲ့စောချစ်ချစ်တို့ကိုအမေရိကန်ဗန်နာရေးဌာနနိုင်ငံခြားပိုင်ဆိုင်မှုထိ ंछ ုပ်ရေးယုံ OFAC ကပိတ်ဆို့အရေးယူလိုက်တဲ့အကြောင်းမေလ9ရက်ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။အခုလိုပိတ်ဆို့အရေးယူတာဟာအမေရိကန်နိုင်ငံသားတွေကိုအန္တရာယ်ဖြစ်စေတဲ့စိုက်ဘာလိမ်လည်လှည့်ဖျားမှုတွေလူကုန်ကူးမှုနဲ့နေဆက်ဖြတ်ကျော်မှောက်ခိုကူးမှုတွေလှုပ်ဆောင်ရမှာအ धिक အခန်းကဏ္ဍကပါဝင်နေတာကြောင့်ဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါဗျ။ထိုင်းမြန်မာနယ်စပ်မှာတည်ရှိတဲ့ KNA ထင်းချုံရာဒေတာဟာစိုက်ဘာလိမ်လည်မှု အစုအဖွဲ့အများအပြားကျင်လည်ကြက်ဆာယာဒေတာတခုဖြစ်နေပြီးရာဇဝင်းမှုလုပ်ငန်းတွေမှာမြန်မာစစ်တပ်နဲ့ပူးပေါင်းချိတ်ဆက်မှုကနေအကျိုးအမြတ်တွေရရှိခဲ့တယ်လို့ဆိုပါတယ်။ကမ္ဘာအနှံ့ငှက်လူတွေကိုအွန်လိုင်းကနေလိမ်လည်နေတဲ့ကြားဖြန့်ဂိုင်းတွေအမြင့်ပြတ်နှိမ်နင်းရေးအတွက် KNA ခေါင်းဆောင်စောချစ်သူနဲ့အပေါင်းပါတွေကိုတရားစွဲအရေးယူဖို့ထိုင်းထိုင်းအထူးမှုကင်စုံစမ်းစစ်ဆေးဌာန DSI ကပြင်ဆင်နေတယ်လို့အခုနှစ်ဖေဖော်ဝါရီလဇန်နဝါရီလကလည်းထုတ်ပြန်ထားပါရဲ့ရှင်။ မြန်မာနိုင်ငံတွင်အချင်းထောင်တွေမှာနိုင်ငံရေးအချင်းသားအချင်းသူတွေအပါအဝင်တခြားအချင်းသားတွေအနေနဲ့ဆေးဝါးကုသခွင့်လုံလောက်စွာမရရှိမှုရက်လွန်နေတဲ့ဆေးဝါးတွေနဲ့အယောင်ပြဆေးပေးမှုတွေကိုရပ်တန့်ပေးဖို့နိုင်ငံရေးအချင်းသူများအဖွဲ့ကမိဖက်အဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ရှားမှုတရက်ပြုလုပ်ခဲ့ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်မှာအာနာစတင်ခဲ့တဲ့စစ်တပ်ဟာဆီယနာတိတ်မှုကိုစန့်ကျင်ကြောင်းငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ပြည်သူတွေကိုလက်နက်တွေနဲ့အကြမ်းဖက်ဖြိုခွင်းခဲ့သလိုအသက်မပြည့်သေးတဲ့ကလေးတွေနဲ့အမျိုးသမီးတွေအပါအဝင် ပြည်သူလူထုကိုအကျဉ်းထောင်တွေထဲမှာမတရားဖမ်းဆီးထောင်ချခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံနေရာအနှံ့အပြားရှိအကျဉ်းထောင်အသီးသီးမှာဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသူ9000ကျော်ရှိကြောင်းထောင်အာဏာပိုင်တွေကနိုင်ငံရေးအကျဉ်းသူတွေကိုဖိနှိပ်ယုံတာမကစားတောက်ရေးနေထိုင်ရေးကိစ္စတွေကိုလည်းကန့်သတ်မှုတွေများစွာပြုလုပ်နေတယ်လို့ဆိုပါတယ်။ဒါ့အပြင်ကျန်းမာရေးမကောင်းတဲ့နိုင်ငံရေးအကျဉ်းသူတွေကိုလည်းလုံလောက်စွာကျန်းမာရေးစောင့်ရှောက်မှုမပေးတာ စေဝါမလုံလောက်မှုတွေကြောင့်တေဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသူတွေအများအပြားရှိနေတယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကမေလ9ရက်ကထုတ်ပြန်ထားပါတယ်ရှင်။ကန်တာအကျဉ်းထောင်တွင်ကျမရေးဆောင်ရှောက်မှုလုံလောက်စွာမရရှိတဲ့အတွက်နိုင်ငံရေးအကျဉ်းသားကိုဟိမင်းသူကြဆုံးခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကမေလ9ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။အသက်33နှစ်အရွယ်ကိုဟိမင်းသူဟာ ကိုဟိမင်းသူခေါ်အာနိုးဟာအချင်းကျနေတဲ့အချိန်အတက်ယောဂဝေဒနာကိုခံစားခဲ့ရပြီးကတာထောင်မှာကျန်းမာရေးဆောင်ရှားမှုမလုံလောက်တဲ့အတွက်ဧပြီလ26ရက်မှာကြဆုံခဲ့တာဖြစ်တယ်လို့သိရပါဗျာ။အင်းတော်ကတာမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးအင်တာနက်လိုင်းတွေဖြတ်တောက်ထားတဲ့အတွက်မိသားစုနဲ့အဆက်အသွယ်မရဖြစ်ခဲ့ပြီးတော့သတိလေးမေ့မြောသွားတဲ့အခါမှာပြင်ပစေယုံတွေကိုပို့ဆောင်ခဲ့ခြင်းစေယုံမှာကြဆုံသွားခဲ့တာလို့ PPNM တာဝန်ရှိသူကိုတိုက်ထွန်းကဒီဗီပီကိုပြောပါတယ်။ ကိုဟိမင်းသူဟာကတာမျိုးကနိုင်ငံရေးတက်ကြွလှုပ်ရှားသူ CDM ចောင်းဆရာတယောက်ဖြစ်ပြီး2023ခုနှစ်ဇွန်လ9ရက်မှာစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခံခဲ့ရပြီးတော့2025ခုနှစ်မတ်လ28ရက်မှာပုံမှန်90ည52ကကြီး52ခွေရည်နဲ့1095နှစ်ချမှတ်ခံခဲ့ရသူဖြစ်ပါရဲ့ရှင်။